လိုအလုံးဝမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေ။ Chelsea ကတော့အိမ်ခွေးမှာ1-2ဆိုတဲ့ရလနဲ့ရှုံးနေခဲ့တယ်ကျွန်တော်တို့ဒီပရီးမီးယားလိပွဲစဉ်ကိုးမှာပေါ့နော်။ကျွန်တော်တို့ဒါအရင်ဆုံးကန်ကြတာဗောလေဒီ Newcastle တို့ Chelsea တို့ပွဲတွေဆိုတော့ကျွန်တော်တို့ဒါ Chelsea က1-2နဲ့ကျွန်တော်တို့ရှုံးနေခဲ့တယ်ကျွန်တော်ဒီပွဲမလုပ်ခင်哦ဒီပွဲပွဲလဲပြီးရောကျွန်တော် United ရှူက live တောက်လျှောက်သွားလိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုပွဲပြီးသုံးတဲ့ချက်ကျွန်တော်စောစောစီစီမလုပ်ခဲ့ရဘူးဆိုတော့ Chelsea ကဗောနော် ဝမ်တူးဆိုတဲ့ကျွန်တော်ရလနဲ့အိမ်ဝင်းမှာရှုံပြီးတော့အဲ့ဒါနိုင်တင်းနဲ့ပွဲလို့ပြောရမယ်ပွဲမျိုးမှာအနိုင်မရခဲ့ပြန်ဘူးပေါ့နော်အဲဒါပေမဲ့လည်းလို့လက်ရှိသူတို့ကိုအနိုင်ယူသွားတဲ့အတင်းကယာယီအစ်စ်နှစ်ကိုတလန်းထားနိုင်ခဲ့ပြီဖြစ်တဲ့ဆန်ဒလန်မှာတန်တက်ကလပ်တီနေတဲ့မှာအကောင်းဆုံးခြေသွမ်းပြနေတယ်ဗျာနော်တန်တက်တီနေတဲ့မှာတော်တော်ကောင်းတဲ့ performance ပြနေတယ်ချယ်ဆီကအမှန်တမ်းပြောရင်တော့ဟိုဆန်ဒလန်ဘလောက်ထိပဲမြင့်မြင့်တန်တက်ခြေသွမ်းနေပြီးပြပြပါတကယ်တမ်းကကျွန်တော်နိုင်ဖို့မျှော်လင့်ခဲ့တာ ဒါပေမဲ့သူတို့မနိုင်ခဲ့ဘူးဆိုပရမာဆုံးဆန်ဒလန်နဲ့ကျွန်တော်ပတ်သက်ပြီးတော့ပြောရရင်ဆန်ဒလန်ဟာကျွန်တော်ထင်တာထက်ပိုပြီးတော့အထင်ကြီးတရားခေါင်းနေလို့ပြောရမှာပေါ့ဒီဒီတန်တက်ကလတ်တင်တစ်ခုအတွက်ຫນွေရာကြီးပြောင်းရှုမှာတန်းရာကြီးတုံဆွဲနိုင်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့လို့ပရီးမီးယားလိအတွေ့အကြုံရှိကစားမားတွေတခြားလိဂ်တွေမှာအတွေ့အကြုံရှိတဲ့ကစားမားတွေအကုန်လုံးကိုအပြောင်းလဲလုပ်ထားပြီးတော့ဆန်ဒလန်ကဒီပရီးမီးယားလိကိုအကောင်ဆုံးပုံစံနဲ့စတင်ထားနိုင်တယ် ။အခုလက်ရှိပရီးမီးယားလေး၉ပွဲကစားပြီးတဲ့အချိန်မှာဆန်ဒလန်ဟာ၅ပွဲနိုင်ထားပါတယ်။၂ပွဲတည်ကြပြီးတော့၂ပွဲပဲရှုံးနေထားသေးတယ်။တိုက်စစ်က၁၁ဂိုးရပြီးခန်းစစ်က၇ဂိုးပြန်ပြီးထားရတယ်။တော်တော်ကိုချီးကျူးစရာကောင်းတဲ့အသင်းပါ။တော်တော်ကိုချီးကျူးစရာကောင်းပါတယ်။ဆိုတော့ဒီပွဲမှာဟိုဆန်ဒလန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြောပြမယ်ချယ်ဆီဘက်ကပေါ့နော်။ကာနာချူရဲ့ဂိုးနဲ့ဥဆောင်ဂိုးတွေပါလေရပြီးမဲ့လေလို့ပြန်ပြီးတော့သူတို့ချီပွားဖို့သူတို့ဂျူပန်နဲ့ရှုပ်ရှက်ခတ်နေတဲ့အခြေအနေတွေကနေပြီးတော့ ါ6ပါး9ရီပါတွေဒါအဲဗာလဲဒီအစီတိုလို့ပါလို့ကပြင်ယူပေးသွားတာဒါအပြင်ကျွန်တော်တို့ဒီ90မိနစ်အချိန်ပို9မိနစ်ပြီးတဲ့ခါမှာဆိုလို့ရှင်လည်းပဲနော်အဲ့ဒီကောတော့ Chelsea ကစားမတွေတော်တော်လိုပါတယ်အဲ့ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောဦးမယ်ဒါ Sunderland ကပေါ့နော်တကယ်ကိုပါပါနဲ့နဲ့ကိုတွင်သွားတာနော်ကောင်တာအထက်တွေပါတွေကတအားကိုကျွန်တော်ကောင်းခဲ့ပြီးတော့ Sunderland က1 2ဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါ9နေပေါ့လေဒါကြောင့်ကျွန်တော်ကြည့်ရင် Sunderland အနေနဲ့ တန်တက်ကလပ်တင်တကူကဒီလောက်ဒီလုတ်ပြထားနေနေဆိုတာမျိုးကတော်တော်ကိုသဘောကျဖို့ကောင်းနေပေါ့နော်တော်တော်ကိုသဘောကျဖို့ကောင်းနေအခုချိန်ဒီဒီလိုအခြေအနေမျိုးထိရောက်အောင်လုတ်ပြထားနေနေဆိုတာလေဒါတော်ကြီးကြီးဖို့ကောင်းနေတူတူပြင်းဒီလိုကလပ်တင်နေတွေ့ပေါ့နော်ယာဒီကုန်နေထိအခြေအနေဇက်တိုက်ကောင်းနေမှုဆိုတော့ကမလွယ်ပါဘူးကျွတ်ကျွတ်တော့လေဟာဆန်နလန်ကလက်စတာစီးတီးလိုမျိုးလုတ်ပြနိုင်မလားပေါ့လိုအပ်ချက်ဒီအများကြီးပါတိုးတိုးလေးပဲပုံတည်ရည်ကြီးပြဘာမှပြောလို့မရဘူးပေါ့နော်လောလောဆယ်နေထားပြောနေမှာကအသေးကြီးဒီတိုင်ပတ်နေတော့မှာ ဒီလိုတင်းနေကကိုတက်နိုင်နေမြအမှတ်ကြီးယူနိုင်မှုကြိုးပမ်းပါဗျာဒါကြောင့်လက်ရှိမှာဒီဆန်ဒလန်ကပေါ့နော်တန်တက်လာတဲ့ကလဲအတင်းတင်းကချယ်ဆီရဲ့အိမ်ဝင်းမှာနိုင်ဖို့ဆိုတာမျိုးကတော်တော်ကိုခဲနေတာပါဒါကြောင့်ဒါကိုရအောင်လုပ်ပြသွားတယ်တော်တော်လေးလေးကျွန်တော်ချီးကျူးစရာကျွန်တော်ကောင်းတယ် တကယ်ကိုတသိန်းလုံးကတော်တော်လေးအဆင်ပြေခဲ့တာခန်းစစ်ဆိုလို့ရှိရင်လည်းပဲတက်နိုင်ကြမှာသူတို့ဒီပိတ်ဆိုးခဲ့တာညကျွန်တော်အများကြီးရှိတယ်။တကယ်ချင်းဒီကောင်းခဲ့ပြီးတော့ဆန်ဒလန်ကတကယ်ထိုက်တန်နဲ့နိုင်ပွဲနေပေါ့နော်။ကျွန်တော်ကအနိုင်ရကျွန်တော်သွားတယ်။နော်တပွဲလုံးနေထားနေမှာဆန်ဒလန်ဘက်ကကိုပေါက်ကွန်တီမူကျွန်တော်၁၀ချိန်ပဲရှိခဲ့တာ။ကိုပေါက်တက်တာ၄ချိန်နဲ့ကျွန်တော်က၂ကိုးရပြီးတော့သူတို့ဒီအဆင့်နှစ်ကိုတက်လန်းလာနေတယ်ပေါ့နော်။ကျွန်တော်ဒီအဓိကပြောရမှာက Chelsea ပဲ Chelsea ပဲ။ ်ချယ်ဆီပဲဆိုတာဟိုကောင်းတာတစ်ခုကတော့ဗောနောကောင်းတာတစ်ခုကိုရွေးကြည့်ရရင်တော့ဂနာချိုဂိုးသွင်းနေပေါ့လေ IX နဲ့ပွဲမှာတော့မှ Champions League မှာသူတလုံးမှ sorry တပွဲ10မိနစ်မှမကစားခဲ့ရတဲ့ခါကျတော့တော်တော်လေးတိုင်ပက်ခဲ့တာဒါပေမဲ့ဒီပွဲမှာနီးပြကသူ့ကိုပွဲထုတ်တယ်ပွဲထုတ်တဲ့အတိုင်းပဲကျတော့6မိနစ်မှသူဂိုးစသွင်းနေပေါ့နော်ဒါကစားမလေးတွေ့တော့ပုံမှန်ပွဲကစားခွင့်တော့ကောင်းကောင်းမရတဲ့အချိန်မျိုးမှာသူ့ကိုထည့်သုံးလိုက်လို့သုံးလိုက်တဲ့အချိန်မှာ ဒီဘိုးလေးကိုးတွေဆွဲဆောင်ရည်တွေပြနေနေဆိုတာမျိုးကတကယ်တည်းတွေးချင်တော်တော်ကောင်းတဲ့အရာပါတော်တော်ကောင်းတဲ့အချက်ပါเนาะအဲ့တော့ကျွန်တော်နေနဲ့ဂါနာချူကိုးတွေးနေပုံပြ၄မိနစ်မှာတော်တော်လေးလက်စင်ပြီးပါတယ်ဒါပေမဲ့လို့နောက်ပိုင်းမှာချယ်ဆီကတိုင်ပတ်သွားပြီးတော့ဗောနော်တော်တော်လေးကိုပြောစရာဆိုစရာတွေကျွန်တော်ဖြစ်လာကျွန်တော်ကျွန်တော်နားမနေဘူးဗျအဲ့ချပါတော့ဒီဝယ်ဆန်အဇရိုတွင်းသွားတဲ့လုံးဆိုလို့ရှိရင်ချီပါကိုလုံးဆိုလို့ရှိရင်တောက်လျှောက်ရှုပ်ချက်တွေပါလေခက်နေတဲ့ဂျားတွေကနေပြီးတော့ရအောင်ကျွန်တော်နေနဲ့ဗောနော်ဒီဆန်နယ်လန်ကတွင်းသွားတာ ဒီလုံးကကျွန်တော်ရှုပ်ချက်ခက်တယ်ဆိုတော့ကျွန်တော်ထားအောင်တော့ပေါ့နော်ဒါပေမဲ့ဒုတိယအလုံးကျွန်တော်တို့ပေါ့နော်ဒီအနိုင်ကိုဆန်တဲ့လက်ပတ်ကတွင်းနေကိုမှဆိုရင်ခန်းစစ်ကစားမတွေကတော်တော်ကိုတော်တော်ကိုစိတ်ပြက်စရာကောင်းတယ်လို့ပြောရမယ်သူတို့လုတ်ပြသူတို့လုတ်ပုံတွေကကျွန်တော်အနေနဲ့ဆန်တဲ့လက်ကပေါ့နော်ဟိုချယ်ဆီရဲ့ဘက်ကတော့တိုက်နေတဲ့အချိန်ဒီမျိုးမှာဘလုံးရသွားတယ်ရသွားပြီးတော့တိုက်စစ်မှာတယောက်တည်းကြံခဲ့တယ်အဲ့ဒီကစားမစီကိုလောင်းပွဲကျွန်တော်ပေးလိုက်တာအဲ့ဒီမှာစပြီးတော့မှားတာပေါ့နော်ဘာလို့လဲဆိုတော့ကစားမနှစ်ယောက်ရှိတယ် เนาะပထမပြင်စနေလန်ကလို့တိုက်စစ်ကစားမမျိုးအတွက်ဝမ်မူရယ် situation ဆိုတာ Chelsea လိုမျိုးအသင်းမှာကစားနေတဲ့ defender တယောက်အတွက်ကစိတ်ပူစရာရှိကိုရှိရမယ့်အနေအထားမျိုးဟုတ်မနေဘူးတကယ်တမ်းဆိုရင်တွေးပြောပြောကြည့်တာစန်ဒါလန်လိုအသင်းရဲ့တိုက်စစ်မှုတယောက်ကို Chelsea လိုအသင်းရဲ့ခံစစ်တယောက်ကဝမ်မူရယ် situation နေမှာကြောက်စရာကိုမရှိဘူးဖြစ်နေရမှာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ Chelsea တင်းရဲ့ခံစစ်ကစားမတွေကစန်ဒါဘက်ဒီမှာဆိုလီဗီခိုးဝဲကလွှဲရင်ဂျန်နေကောင်တွေတော်တော်ကိုရည်ချင်းနေလုံးတယ် ဒီညမှာအချင်းပေါင်းလို့လို့လူငယ်စားမလေးတွေအစဉ်ပြေနေလို့เนาะတခါတလေမှချလို့ပါတိုင်ပတ်တိုင်တော့တိုင်မပတ်တဲ့ခါတွေမှာဆိုအစဉ်ပြေလို့တာတော်ကကြနေတာပြီးအဲ့ဒီဘောလုံးကမြေကြီးကိုထောက်ပြီးတော့နောက်ကပြန်ကြလာတဲ့အကြောင်းကိုမရှိတာချယ်ဆီဟာကျွန်တော်ခန်းစစ်နှစ်ယောက်ရှိနေတဲ့ချီနီမျိုးမှာတယောက်ကအဲ့ဒီဘောလုံးကိုဆန်နလန်ကစားမှာအေးအေးဆေးဆေးလွယ်လွယ်ကူကူဘောလုံးထိမ့်လို့မရအောင်လို့ဒုက္ခပြေဖို့ကျွန်တော်ကြိုးပမ်းပါအဲ့ဒီမှာနေလိုအပ်ချက်ကတခုနော်နောက်ထပ်လိုအပ်ချက်တခုကအဲ့ဒီလိုမျိုးဟိုးတက်လုပ်ပြီးတော့ကစားနေပြီပြန်ပြန်ကစားမှာက ဘာလုပ်နေလဲကျွန်တော်မှမသိဘူးချာလိုပါနဲ့တူစင်လားမသိဘူးတူစင်ကလားဟာချာလိုပါကလားလုံးဝဒီအဲ့အဲ့ဘောလုံးရှိတဲ့ကစားမကိုသူကဟိုးထားတာဒါမှန်နေပေါ့နော်ဒါပေမဲ့ဟိုဘက်ကကောင်းကကျတော့သူကသူအတွေးရတယ်လို့မျိုးပြသေးလားโอเคเนาะချာလိုပါတော့ထားပါတော့တူစင်ကတော့သူ့အနေနဲ့သူဟိုးထားပြီးဒီကောင်ဒီဘက်ကိုပြန်လှည့်လာတဲ့အခါကျလို့ရှင်ငါဖမ်းပြီပဲဒါမှမဟုတ်နောက်ကိုပြန်ပြီးတဲ့အခါကျရင်ငါဖမ်းပြီပဲအကြီးက central zone ကိုသူက block ကျင်တာဒါမျိုးအဲ့ဒါကတော်တော်ကို တိုင်းပတ်သွားတယ်ဆုံးဖြတ်ချက်ဒီအမှားကြီးညီအများကြီးပဲပေါ့အဲ့အဲ့တခအခိုက်အတန့်တစ်ခုတည်းမှာကိုပဲဆုံးဖြတ်ချက်ဒီအမှားကြီးဖြစ်သွားတာတကယ်တမ်းကနှစ်ယောက်စလုံးဝင်လုံးလိုက်တဲ့အနေအထားဆိုရင်တော့မှသူတို့က individuality ဘိုင်းညီမှာဆိုရင်ဝင်နေဖြစ်ရမှာမလုံနိုင်ခဲ့ဘူးဒုတိယလုံးကျတော့လေသူတို့ဒီအနေနဲ့ဘာမှထူးထူးခြားခြားကျွန်တော်မလုံနိုင်ပြန်ဘူးဒီတိုင်းကြီးရက်ကြည့်နေတာအဲ့ဒီအလုံးခံစည်းဆော့တာတော်တော်ကိုညံ့လုံးပါတယ်တော်တော်ကိုညံ့လုံးပါတယ်ဒီလားတော်တော်ကိုညံ့လုံးပါတယ်ဆိုတော့ဟိုဖြစ်သင့်စရာအကြောင်းမရှိဘူးဘောနော်ဒါတွေကကျတော့နီးပြလို့ဘာလို့ဆိုတာထက် ကစားမားတွေရဲ့ကိုပိုင်ဆုံးဖြတ်နိုင်စွမ်းညီကစားမားတွေရဲ့ကိုပိုင်ယူဆဟန်ညီကညီတစ်ဆင့်အများကြီးပြောင်းလဲသွားတာအဲ့တော့ Chelsea ကတော့ဗောနော Chelsea ခြေသွမ်းကိုကျွန်တော်ကြည့်ရင်လည်းကျွန်တော်ကတော့ Chelsea အနေနဲ့ခြေသွမ်းကတာမန်ပဲလို့ထင်တယ်တာမန်ပဲဆိုတာတခြားမဟုတ်ဘူးကျွန်တော်ရှေ့ပွဲဒီမှာအနိုင်ယူခဲ့တဲ့ပွဲစဉ်ရှိထားပါတော့ရှုံးမာတယ်ဆိုတဲ့ Bayern Munich တို့ပွဲပွဲတွေကျွန်တော်ရှိတယ်ဒီပွဲထက်ကျွန်တော်ကစားတာတွေကအများကြီးတားတယ် Sunderland တို့ဘာလို့ဆိုလို့ရှိရင်ဗျာသူတို့ကအချင်းချင်းလေးလေးကစားဟန်ကိုဦးစားပေးပြီးတော့ကစားတဲ့အသင်းမျိုး တိုက်စစ်မတိုက်ရရင်နေပြားတည်တာတချင်တို့ခံစီကိုပိတ်နေလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်သူတို့ရရင်ရတယ်လို့သူတို့က position ကယူနေတာအဲ့လိုနေထားပြီးမှကိုပဲ Chelsea ကိုဒုက္ခပေးတာ Chelsea ဘက်ကကျွန်တော်ကစားမအည်သွေးတွေကစကားပြောပြမဟုတ်ရင်အပြေမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဒါကြောင့်လည်းပြနီးပြမာရစ်ကတောက်လျှောက်စုသူတို့ဒီချုံပွဲတွေနဲ့ပတ်သက်ရင်ထိတ်ဆုံးကဝေဖန်ခံရတာပေါ့နော်အဲကျွန်တော်ကတော့ဟိုကွင်းလင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကန်စီတို့ပါတို့ဆိုလို့ရှိရင်တာမန်ထက်ပူခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အန်ဆိုဖန်နက်စ်တို့ပါတို့ဒါအဆင်ပြေတဲ့လုံလေးကျွန်တော်ဖြစ်ခဲ့တာဒါပေမဲ့တောင်မှာမှာ ပက်ထရိုနေတိုလည်းထင်သလောက်ညှိပွဲအဆင်မပြေဘူးဂျီအောင်ပက်ထရိုဆိုလို့ရှိရင်များသည်ဘယ်လိုပြောမလဲအချိန်ကြီးကပေါ့နော်သူစိတ်ကြိုက်နေရတော့ကစားရပါရဲ့တဲ့သူတို့လည်းပဲသူ့ရဲ့အကောင်းဆုံး performance ကိုကျွန်တော်မတွေ့ရသေးဘူးဒါတွေဟာအချိန်ပေးရင်ဖြစ်လာမယ့်အရာတွေပေါ့နော်သူတို့လည်းပဲလက်ရှိမှာဆိုလို့ရှိရင်နောက်တန်းကြီးကတော်တော်ကိုစူးစူးဝါးဝါးပါ Chelsea မှာ Chelsea အနေနဲ့ဒီနောက်တန်းကိုပြင်နိုင်မှုလိုတယ်ပြဿနာကဇန်နဝါရီအပြောင်းအရွှေ့မရောမချင်း Chelsea ကပြင်ဖို့အတွက်အချိန်ကြီးမရှိသူကြားတဲ့ကာလာတွေကိုဘယ်လိုဖြတ်သန်းမလဲပေါ့ဒါပဲကျွန်တော်ကြည့်ရမှာပဲသိလားကျွန်တော်ကြောက် Chelsea နေနဲ့ အိမ်ခွင်မှာ1 2ဆိုတဲ့ရလနဲ့ကျွန်တော်ကအဲဆန်ဒလန်ကိုကျွန်တော်ရှုံးနေသွားပြီးတော့ချဲစီဟာဒီအာဒီပရီးမီယာလိကိုဝဲကစားပြီးတဲ့အချိန်မှာ၄ပွဲနိုင်၂ပွဲတည်၃ပွဲရှုံးဆိုတဲ့ရလနဲ့အဆင့်၈မှာယာယီရှိနေတယ်ပေါ့နော်ဆန်ဂျီကရိုရောဘယ်လိုမြင်ရလဲဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်